တော့ဟာကျွန်ုပ်တို့ရဲ့သက်ဖြစ်ပါကိုရောကကျွန်ုပ်တို့တူညီလာရမယ့်ပုံတံတန်တော်ဖြစ်ပါတယ်ကိုရောကကျွန်ုပ်တို့ရဲ့ဖြစ်ချင်းအားလုံးထဲမှာစိတ်ဝင်ကြံ့နံ့လာရမယ်ကိုရောအဲအရင်အမြင်နဲ့ကျွန်ုပ်တို့ရဲ့ဟိုရှေ့ဆောင်လမ်းကြဖြစ်တယ်ဆိုတော့ကိုဝင်ခံပါတယ်ကျွန်ုပ်တို့ရဲ့အသက်ဒီဟူသောခရစ်တော် night ကျွန်ုပ်တို့ တိုးပွားများပြားလာခြင်းနဲ့ပုံတံပြောင်းလဲခြင်းရှိပါစေ။သခင်ယေရှုဒီနေ့ညနှုတ်ကပတ်တော်ကျွေးမွေးခြင်းထဲမှာလည်းကိုရောကိုပဲကျွန်ုပ်တို့ကျွေးမွေးခံရတော်သူများဖြစ်စေပါ။အာမင်။အာမင်။ဒီနေ့ညတော့သခင်ပြားကိုချီးမွမ်းတယ်။နော်ကျွန်မဒီနှုတ်ကပတ်တော်ဒီနေ့ညဝင်ရရမယ်ဆိုတော့လေဒီစင်တဲ့အခါမှာကျမကောင်းစင်လေးပေးထားတာရှိပါတယ်လို့အဲ့ဒါကတော့အသက်ဤပုံတံပြောင်းလဲခြင်းနဲ့ ပွားများခြင်းပေါ့နော်တိုးပွားတိုးပွားပြများခြင်းဆိုရဲကောင်းစဉ်လေးဖြစ်တယ်အဲ့တော့အသက်เนาะဒီအသက်ကိုကျွန်မတို့စင်ကျင်ကြမှာဖြစ်တယ်အသက်ဆိုတာเนาะပုံသဏ္ဍာန်ပြောင်းလဲလာတဲ့အရာဖြစ်တယ်အသက်ဆိုတာတိုးပွားများပြားလာရတဲ့အရာဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုဒီနေ့ညကျွန်တော်တို့အတူတကွစင်ကျင်စားသုံးကြဖို့ရှိပါတယ်လို့เนาะအဲ့တော့အသက်လို့ပြောရင်သူကပုံသဏ္ဍာန်ပြောင်းလဲခြင်းရှိတဲ့အရာဖြစ်တယ်เนาะအဲ့ဒီအသက်ကို ဟိုပုံတံပြောင်းလဲလာဖို့ရန်အတွက်နောက်တနည်းနဲ့ဆိုရင်တော့ကြီးကြီးထွားကြီးရင်လာတာပေါ့နော်ပုံတံပြောင်းလဲခြင်းဆိုတာပြေဝပြေဆုံးလာခြင်းလည်းဖြစ်တယ်အဲ့တော့အဲ့ဒီအသက်ကိုပုံတံပြောင်းလဲလာဖို့နော်ဒီပြေဝပြေဆုံးလာဖို့အတွက်ဆိုရင်သူ့ကိုကုညီပန့်ပိုးပေးရတဲ့အရာတွေရှိတယ်နော်အဲ့တော့ဥပမာကျမတို့မျိုးစေ့တစ်စေ့ရဲ့အသက်ကိုကြည့်မယ်ဆိုရင်အဲ့ဒီမျိုးစေ့တစ်စေ့ရဲ့အသက်ဟာပုံတံပြောင်းလဲပြီးတော့မှပြေဝပြေဆုံးလာဖို့ဆိုရင်နော်သူ့ သူ့ကိုကူညီမဆပေးမဲ့ပံ့ပိုးပေးမဲ့အရာတွေကနော်ရေရှိမဲ့လေရှိမဲ့မြေဩဇာရှိမဲ့ပြီးတော့အလင်းရောင်ပေါ့နော်အပူချိန်အမျိုးမျိုးရှိမဲ့ဆိုတဲ့အရာလေးနော်ပြီးတော့မှသူ့ကိုနော်ဒီသူ့ရဲ့ပုံတံကြောင်းလဲလာခြင်းရဲ့အစ်အစ်အမေအထားတိုင်းမှာသူ့ကိုနော်ဖြတ်တောက်ပေးရတယ်၊ကိုက်ညှိပေးရတဲ့အရာတွေလည်းရှိတယ် เนาะနောက်ဆုံးသူ့ရဲ့ပြေဝပြေစုံနဲ့ပုံတံပြောင်းလဲခြင်းလို့ပြောရင်အဲ့ဒါကဘာလဲဆိုရင်မျိုးစစ်တစ်စစ်သူ့အထဲကနေပြန်ပြီးဖြစ်လာတာเนาะမျိုးစစ်မျိုးစစ်ပြန်ပြီးသူ့အထဲကနေတိုးပွားလာတာပြန်ဖြစ်လာတာပေါ့เนาะအဲ့ဒီမျိုးစစ်ဟာကြီးရင်ပြီးတော့မှเนาะအပင်ပြန်ဖြစ်တာအဲ့တော့အသက်လို့ပြောရင်သူကလေเนาะသူကဟိုဟာလေလေပတ်နေတဲ့အရာဖြစ်တယ်เนาะအသက်လို့ပြောရင်မွေးဖွားခြင်းရှိတယ်ပုံတံပြောင်းလဲခြင်းဆိုရဲကြီးထွားခြင်းရှိတယ်ပြီးတော့မှ သူ့ရဲ့ဖြစ်စဉ်အတိုင်းအဲ့ဒီအသက်ကိုပြန်ပြီးတော့မှဟိုတိုးပွားများပြားစေတဲ့အရာရှိတယ်ဆိုတဲ့အရာလေးเนาะအဲ့တော့အဲ့ဒီအဲ့ဒီလိုမျိုးလဲပတ်နေတဲ့အသက်ရဲ့တန်တရားမှာเนาะကုညီပန့်ပိုးတဲ့အရာတွေလည်းရှိတယ်ဆိုတာတွေ့ရတယ်เนาะအဲ့တော့ဒီလိုပဲเนาะမျိုးစစ်တစ်ပင်နေမှမကဘူးเนาะတတဝါတရိษံကြီးရဲ့နော်အသက်လည်းဒီအတိုင်းပဲသူကမွေးဖွားခြင်းကြီးထွားခြင်းဆိုတဲ့ပုံသဏ္ဍာန်ပြောင်းလဲခြင်းနဲ့အတူ သူ့ရဲ့ပုံတန်အတိုင်းပြန်ပြီးတော့တိုးွားလာတာကအဲ့ဒါကအတည့်ရဲ့အနှစ်သာရဖြစ်တယ်เนาะလူလည်းဒီအတိုင်းပဲဖြစ်တယ်အဲကြောင့်เนาะကျမတို့เนาะဒါကြောင့်ဒီအတည့်ရဲ့အနှစ်သာရလीเนาะအတည့်ရဲ့အနှစ်သာရကဘာလဲဆိုတဲ့အရာကိုကျမတို့သိကျွမ်းဖို့ရန်အတွက်လူတွေအတည့်ရဲ့အနှစ်သာရဆိုတာပုံတန်ပြောင်းလဲခြင်းနဲ့တိုးွားများပြားခြင်းဖြစ်တယ်သူဖြစ်တဲ့အတိုင်းပြန်ပြီးတော့တိုးွားများပြားလာတာဒါကအတည့်ရဲ့เนาะ အနှစ်သာရဖြစ်တယ်ဆိုတာကိုနားလည်ရတယ်အဲ့တော့ကျမတို့ဓမ္မဟောင်းကျမ်းထဲမှာရှိတဲ့အသက်ရဲ့เนาะဒီအနှစ်သာရနဲ့ဒီအသက်ရဲ့လမ်းကြောင်းနဲ့ဒီအသက်ရဲ့เนาะဒီပုံတံပြောင်းလဲခြင်းနဲ့တိုးပွားခြင်းကိုကျမတို့မြင်တွေ့တတ်မှာပဲเนาะဓမ္မသစ္စာအသက်ရဲ့เนาะဟိုအကြောင်းအရာကိုလည်းကျမတို့ဟာနားလည်နိုင်မှာဖြစ်တယ်เนาะဒါကြောင့်ဒီနေ့ညမှာတော့ကျမတို့ဓမ္မဟောင်းကျမ်းထဲမှာရှိတဲ့ နော်ဖေရသူတစ်ဖြစ်ကဘာဦးကျန်းထဲမှာရှိတဲ့အသက်ရဲ့ပုံစံတန်ကြောင်းလဲခြင်းနဲ့တိုးပွားခြင်းအကြောင်းအရာကိုကျွန်တော်တို့လေ့လာမှာဖြစ်တယ်နော်အဲ့တော့နော်ဒီအသက်လို့ပြောရင်သူကမျိုးစေ့တော်မှာတည်နေတဲ့အရာဖြစ်တယ်လေနော်အဲ့တော့ကဘာဦးကျန်းခန်းကြီး၃နဲ့နော်ပြီးတော့ကဘာဦးကျန်းခန်းကြီး၁၂ထဲမှာအဲ့ဒီမျိုးစေ့တော်ဆိုတဲ့အရာကိုတွေ့ရတယ်နော်ဖေရဟာလူကိုဂတိပေးတဲ့အခါမှာမျိုးစေ့တော်မျိုးစေ့တော်ဆိုတဲ့အရာနဲ့ဂတိပေးတယ်အဲ့တော့ဓမ္မဟောင်းဆိုင်ရာရဲ့မျိုးစေ့တော်ကကြတော့ ရုပ်ပိုင်းဆိုင်ရာမျိုးစေ့တော်ဖြစ်တဲ့ဓမ္မဟောင်းဆိုင်ရာရဲ့အသက်လို့ပြောရင်เนาะရုပ်ပိုင်းဆိုင်ရာနဲ့ဆိုင်တဲ့အသက်ရဲ့အကြောင်းအရာဖြစ်တယ်။เนาะအဲ့တော့ကျမတို့เนาะဒီဓမ္မဟောင်းကျမ်းထဲမှာဆိုရင်ဖခင်ကသူပေးတဲ့ဂတိတော်နဲ့မျိုးစေ့တော်ကเนาะအဲ့ဒီလူမျိုးတော်အဖြစ်သူကတည်လာမယ်။အဲ့လူမျိုးတော်အဖြစ်เนาะသူကဖြစ်ပေါ်လာမယ့်အရာဖြစ်တယ်။เนาะအဲ့တော့ကျမတို့เนาะဒီကဘာဦးကျမ်းအခန်းကြီးအခန်းကြီး7မှာဆိုရင်တော့အာဗြဟံကိုဖခင်က နော်မျိုးစေ့တော်နဲ့လူမျိုးတော်နဲ့ဒီအသက်ဆိုင်ရာလမ်းကြောင်းအထူးသဖြင့်ရုပ်ပိုင်းဆိုင်ရာလမ်းကြောင်းကိုဘုရားကနော်ဟိုခင်းပေးတယ်နော်အဲ့ဒီအသက်ဆိုင်ရာကိုဘုရားကပြပေးတယ်အဲ့တော့ဒီအသက်ဆိုင်ရာလမ်းကြောင်းကိုအာဗြဟံကအာဗြဟံအဖြစ်ဘုရားကအစပြုတဲ့အခါမှာကဘာဦးကျအခန်းကြီး15ရောက်လေရောက်လာရောနော်ဒီအသက်ဆိုင်ရာလမ်းကြောင်းကိုအာဗြဟံကယူပါယုံရတယ်နော်အဲ့တော့ဒီကဘာဦးကျအခန်းကြီး15မှာတွေ့ရတယ်နော်ဒီမတိုင်ခင်မှာတော့အာဗြဟံက ဒီအသက်ဆိုင်ရာလမ်းကြောင်းနဲ့မျိုးစေ့တော်အတွက်သူ့မှာနီလန်းမရှိဘူးအသက်ကလည်းကြီးနေပြီเนาะသူ့ရဲ့မိမကလည်းပိုနေပြီเนาะဘသူ့ကိုဘသူ့ကိုဒီအသက်ဆိုင်ရာလမ်းကြောင်းဟာဘလို့ဖြစ်ပေါ်လာမယ်ဆိုတဲ့နီလန်းကိုမရှိဘူးဒါပေမဲ့เนาะအာဗြဟံကဖျားနဲ့ပြင်းပြဖွဲ့တဲ့အခါမှာတော့เนาะဒီအသက်ဆိုင်ရာလမ်းကြောင်းအတွက် เนาะอับราฮัมကယူပါယုံရခဲ့တယ်ဆိုတဲ့အရာကိုတွေ့ရတယ်เนาะဒီမှာကျွန်မစံစာလေးနည်းနည်းဖတ်ရှင်းတယ်ကဘာဦးကျမ်းခန်းကြီး15အခန်းငယ်17မှာနေဝင်တော့အခါအပြန်ဒီជីတော်အိတ်ချင်းဖြစ်အိတ်ပြော်လျက်ထူတော်မောင်မိုင်းနဲ့တွေ့၍ထိတ်လန့်ခြင်းတို့ရောက်လေ၏သာရဖျားကလည်းတီဤအမျိုးအနွယ်သည်သူတပားပိုင်တော်ပြည်၌ဧည့်သည်ဖြစ်ကြသဖြင့်သူတပားတို့၌ကြုံခံခြင်းနှိမ့်ဆက်ညင်းဆဲခြင်းနှင့် နှစ်400ပတ်လုံးခံရကြလိမ့်မည်ကိုအမှန်သိမှတ်လောသူတို့ကိုစီခိုင်းသောလူမျိုးလူမျိုးကိုလည်းငါစီရင်မည်ထို့နောက်မှသူတို့သည်များစွာသောအုပ်စာနှင့်ထွက်ကြလိမ့်မည်တင်းဒီဘိုးဘီတို့ထံသို့ငြိမ်ဝှက်စွာသွားရလိမ့်မည်အသက်ကြီးရင်လျက်တကြိုချင်းကိုခံရလိမ့်မည် လူမျိုးလေးဆက်လွန်သောအခါသူတို့သည်ဤတီတို့ပြန်လာကြလိမ့်မည်အမောရိအမျိုးသားတို့ဤဒုစရိုက်အဖြစ်သည်မဆုံ ดีมาส่งเรียนที่หูอาจจะอาไม่ดอมุ่ยแต่พันนิวเวยไม่ต่อขามีบุญนี่มีบุญมามีกูทัลเลยมีเจ้าต่อมีชูดใจดีคุยท่าต่ออัตชันอะไรในทิ้งช้าสว่าชอบตัวลีทุนนี่ไนทาราพยาดีอาจจะนี่ปริญญ์จูรมุ่ยเอ็ะเอกตุนยมาสายเวยนิจีดีหูต่ออุปรมยตัยเอาอีจีกูลก้าวเกลี่ยลู ကေရီလူကေနစီလူအာကာတမောနီလူဟေတီလူယေဖေရစီလူယေဖိန်လူအာမောရီလူခါနန်နီလူဂီရဂါရှီလူယေဖုတီလူတို့ကို၎င်းတင်ဤအမျိုးအနွယ်အားငါပ အပ်ပေးမည်ဟုမိတ်တော်မူ၏။เนาะအဲ့တော့ဒီကဘာဦးကျန်းခန်းကြီး15နဲ့ခန်းကြီး17ကနေပြီးတော့မှ21အထိဖတ်သွားတဲ့အကြောင်းအရာဖြစ်တယ်။ဒီအကြောင်းအရာကเนาะအာဗြဟံကအာဗြဟံကိုဖခင်ကပြင်းပြူတဲ့အကြောင်းအရာဖြစ်တယ်။เนาะယစ်ပလင်တီပြီးတော့မှဖျားဟာအာဗြဟံနဲ့ပြင်းပြူတယ်နော်အာဗြဟံကိုနော်ကြီးတော့အိတ်ချင်းဖြစ်အိတ်ကျော်စီပြီးတော့ထူထက်တဲ့မောင်မိုက်မှာအာဗြဟံကိုဖျားကအာ ဖခင်ကတွေ့ဆုံတဲ့အကြောင်းအရာနဲ့เนาะဒီလူမျိုးတော့နောက်တနည်းနဲ့ဆိုရင်ဒီအသက်ဆိုင်ရာမျိုးနွယ်ရဲ့တိုးပွားများပြားလာခြင်းကိုသူကပြင်ရင်ပြုတဲ့အရာဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရအဲ့တော့ကျမတို့ဒီမှာကြည့်မယ်ဆိုရင်ဒီအသက်ရဲ့เนาะတိုးပွားများပြားခြင်းထဲမှာလေဘာတွေ့ရလဲဆိုရင်ကျွန်ခံခြင်းနှိပ်စက်ညင်းစေခြင်းဆိုတဲ့အကြောင်းအရာကိုတွေ့ရတယ်เนาะဒါကအသက် တိုးပွားများပြားလာဖို့နောက်တနည်းနဲ့ဆိုရင်အသက်ကပုံတံပြောင်းလဲလာဖို့ရန်အတွက်မြေဩစာအရာတွေဖြစ်တယ်ပန်ပိုးကူညီရဲ့အရာတွေဖြစ်တယ်ဆိုတာကိုတွေ့ရတယ်နော်အဲ့တော့ဒီအာဗြဟံရခဲ့တဲ့ဒီမျိုးစေ့တော့နော်ဒီအသက်နော်လူမျိုးတော်နဲ့ဆိုင်တဲ့နော်ဒီအသက်ဆိုင်ရာလမ်းကြောင်းခါလေးနော်ဟိုအာဗြဟံကဒီနေရာမှာပြင်းရင်ပြုတ်ခြင်းအဖြစ်ဂတိတော်ကိုယူပါယုံမဲ့ရခဲ့တာအဲ့တော့ဒီအရာကเนาะဒီ ဒီဓမ္မဟောင်းကျမ်းတလျှောက်လုံးမှာဣသရေလူမျိုးတော်အဖြစ်ဒီအသက်ဆိုင်ရာဟာနော်တိုးပွားများပြားကြီးထွားလာတယ်ဆိုတဲ့အရာကိုတွေ့ရတယ်။အဲ့တော့ဒီအသက်ရဲ့တိုးပွားများပြားကြီးထွားခြင်းထဲမှာနောက်နောက်တစ်ခုပုံတံပြောင်းလဲခြင်းဖြစ်စဉ်ထဲမှာဆိုရင်ကပ္ပဥကျမ်းထဲမှာနော်အကောင်းဆုံးဥပမာပေးလို့ကောင်းတဲ့ပုံကိုဟာຢာကုတ်ဖြစ်တယ်။နော်အဲ့တော့ကျမတို့နော်ကပ္ပဥကျမ်းကိုအသက်အဖြစ်လေ့လာခြင်းအကြောင်းအရာကိုနော်စားသုံးတဲ့အခါမှာ ရာကုတ်ရဲ့ပုံပထမကြောင်းလေးချင်းဖြစ်စင်မှုလေးเนาะကျွန်တော်တို့ကျွဲဝဆိုတာနဲ့စားသုံးခဲ့ကြရတယ်เนาะအဲ့တော့ကဘာဦးကျမ်းမှာအခန်းကြီး90ရှိတယ်အဲ့ဒီအခန်းကြီး90ထဲမှာမရာကုတ်ရဲ့အကြောင်းအရာဟာကဘာဦးကျမ်းအခန်းတစ်ဝက်လောက်အထိရှိနေတယ်เนาะအဲ့တော့ကဘာဦးကျမ်းထဲမှာဆိုရင်ယုံကြည်ခြင်းရဲ့ဘိုးဘေးတွေเนาะအနည်းဆုံးเนาะ6ယောက်9ယောက်လောက်ရှိတယ်เนาะအဲ့ထဲမှာမှ ရာကုတ်ရဲ့အကြောင်းအရာကအများဆုံးပေါင်းနေတဲ့အကြောင်းအရာဖြစ်တယ်။အားကြောင့်လဲလို့တော့ကျွန်တော်တို့ကျွေးမွေးခံရတဲ့အခါမှာပုံတတန်တောင်းလဲခြင်းဖြစ်စဉ်ကိုရာကုတ်ဟာဖြတ်သန်းရတဲ့အတွက်ဖြစ်တယ်ဆိုတဲ့အရာလေးနော်။အဲ့တော့အသက်ဤပုံတတန်တောင်းလဲခြင်းဖြစ်စဉ်နဲ့အသက်ရဲ့တိုးပွားများပြားခြင်းအကြောင်းအရာကိုတော့ဓမ္မဟောင်းဆိုင်ရာအထက်မှာကျွန်တော်တို့လေ့လာမယ်ဆိုရင်ရာကုတ်ရဲ့အကြောင်းအရာဟာအကောင်းဆုံးအကြောင်းအရာဖြစ်တယ်။အဲ့တော့အခုတလောမှာကျွန်မ နော်ဒီဖွင့်ပြခြင်းလေးတစ်ခုကိုရတယ်အဲ့ဒါကဘာလဲဆိုရင်ကမ္ဘာဦးကျန်း33မှာရှိတဲ့အကြောင်းအရာဖြစ်တယ်နော်အဲ့တော့အဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်တို့အတူတကွသွားရအောင်နော်ကမ္ဘာဦးကျန်းခန်းကြီး33အဲအဲ့ဒီမှာဘာဘာအကြောင်းအရာလဲလို့ပြောရင်သူကအေးတော်နဲ့ရာကုန်နဲ့တွေ့ဆုံတဲ့အကြောင်းအရာဖြစ်တယ်နော်အေးတော်နဲ့ရာကုန်နဲ့ပြန်လဲတွေ့ဆုံခြင်းအကြောင်းအရာဖြစ်တယ်အဲ့တော့ကျွန်တော်တို့သိကြတဲ့အတိုင်းရာကုန်ဟာသူ့ရဲ့မိဘမိသားစု เนาะအထူးသဖြင့်သူ့ရဲ့အကိုရှိရာနေရာကနေသူဟာအဝေးကိုထွက်သွားရတဲ့သူဖြစ်တယ်เนาะ20လောက်ကြာပြီးမှသူဟာဒီမြေဒီမိမိရဲ့မိဘအိမ်ကိုသူကပြန်လာခဲ့တာဖြစ်တယ်အဲ့တော့ဒီမှာရာကုန်နဲ့အေးတော့ဟာနှစ်20ဝင်းကျင်လောက်မှသူတို့ဟာပြန်တွေ့ဆုံကြတဲ့အကြောင်းအရာဖြစ်တယ်အဲ့တော့ဒီမှာပြန်တွေ့ဆုံတဲ့အခါမှာလေเนาะသူကရာကုန်အော်အီတောကကြတော့ဘလို့ပုံစံနဲ့လာလဲလို့ပြောရင်လူ၄၀၀ပါလီရဲ့ เนาะฉีลาတာကိုမြင်တယ်တဲ့เนาะအဲ့တော့ယာကုတ်ကိုတွေ့ဆုံဖို့အေတော်ကလာတဲ့အခါမှာသူစီမှာယောက်ျားအားကောင်းမောင်းတန်နေအထူးသဖြင့်သူเนี่ยเนาะလူ400လောက်ရှိတဲ့ဒီဟိုလူဥယျာဉ်နဲ့ပေါ့เนาะฉีลาတယ်လို့ပြောရင်စစ်တပ်တပ်ပုံစံအနေနဲ့လာတယ်ဒါပေမဲ့ยากုတ်จ้ะတော့อีต้อเนี่ยเปลี่ยนတွေ့တဲ့အခါမှာသူ့ရဲ့เนาะသူ့စီမာကဘာပဲရှိလဲဆိုရင်မိသားစုပဲရှိတယ်เนาะမိသားစုမိသားစု ကြီးတစ်ခုအနေနဲ့ရှိနေတယ်ဆိုတာတွေ့ရတယ်เนาะအဲ့တော့ယာကုတ်ကဒီမှာမလုပ်လဲလို့ပြောရင်သူ့အကိုအေးတော်ကိုသူကကြောက်တယ်လေเนาะတွေ့တဲ့အခါမှာဒီလိုပုံစံနဲ့လာရင်သူ့ကိုတိုက်ခိုက်မယ်လို့သူကထင်တယ်ဒါကြောင့်မလို့သူကသူ့ရဲ့မိသားစုကိုသူကအစီစဉ်တကြเนาะဟိုခွဲဝေပြီးတော့မှဟိုအကိုနဲ့တွေ့ဆုံမှုရအတွက်သူကလှုပ်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်เนาะအဲ့တော့သူကသူ့အစီစဉ်တကြသူလှုပ်တဲ့အခါမှာ အရင်ဆုံးသူ့ရဲ့ပိုင်ဆိုင်မှုနဲ့သူ့ရဲ့ကျွန်းနော်ဒီဒီအရာတွေကိုသူကအရှိဆုံးမှာထားတယ်ပြီးတဲ့အခါမှာမနော်သူ့ရဲ့ဒီအမျိုးသမီး၄ဦးနော်မိန်းမ၄မိန်းမ၄ဦးကိုသူကသူ့ရဲ့သားသမီးတွေကိုခွဲဝေပေးပြီးတော့မှနော်အစီအစဉ်တကြအနေနဲ့သူကနော်ရာကုတ်အေးတော်စီအေးတော်နဲ့ပြန်တွေ့ဖို့သူကအဲ့လိုစီစဉ်ထားတဲ့အတွေ့အဲ့လိုမျိုးအစီအစဉ်နဲ့ပြန်တွေ့ရဆိုတာတွေ့ရအဲ့တော့ဒီမှာကျမတို့ကြည့်ရင်နော် ေတောနဲ့ရာကုန်နဲ့ဒီရဲ့တွေ့ဆုံခြင်းကိုကြည့်ရေအေတောဘက်ကနေသူကအေတောဘက်မှာလူဦးရေ400ရှိပေမဲ့ဒါဟာအသက်ဆိုင်ရာမဟုတ်ဘူး။နော်ဒါကဖွဲ့စည်းထားတဲ့နော်ဟိုလူပဲဖြစ်တယ်။ဒါကအေတောရဲ့မိသားစုဝင်တွေလည်းမဟုတ်ဘူး။ဒါပေမဲ့ရာကုန်ရဲ့ဒီအခြေအနေမှာရာကုန်အေတောအရှိမရှိနေတဲ့အရာကအသက်ဆိုင်ရာဖြစ်တယ်။မိသားစုဝင်ဖြစ်တယ်။မိသားစုဆိုင်ရာဖြစ်တယ်။ ပြီးတော့မှနောက်တစ်ခုပါတွေ့ရလဲဆိုရင်ဒါဟာယာကုတ်ရဲ့တိုးပွားများပြားခြင်းဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ဒါဟာအသက်ဆိုင်ရာဖြစ်တယ်ပြီးတဲ့အခါမှာနော်ပုံတတန်ပြောင်းလဲခြင်းကိုလည်းတွေ့ရတယ်အဲ့တော့အေးတော်ကတော့သူကအရင်ကလည်းသူကတော်မဟုတ်ဆိုပဲအရင်ကလည်းသူဟာခွန်အားရှိရသူပဲအခုဒီမှာယာကုတ်နဲ့ပြန်တွေ့တဲ့အခါမှာလည်းသူ့မှာခွန်အားရှိနေတယ်နော်ခွန်အားရှိနေဒါပေမဲ့ဒီနေရာမှာယာကုတ်ဟာအရင်ကယာကုတ်မဟုတ်တော့ ဲ့တော့ကျမတို့တည့်ရဲ့အတိုင်းဒီအဖြစ်အပျက်လေးမတိုင်ခင်မှာဆိုရင်ရဖို့ဟာတညာလုံးနော်နှစ်ပန်းလုံးထားတဲ့သူဖြစ်တယ်မကတိဘူးမိုးလင်းခံဒီမှာသူ့ရဲ့ပေါင်ကြံဟာချိုးအထိုးခံလိုက်ရတယ်ပေါင်ကြံကြောအကြောမကြီးဟာကျိုးသွားတယ်အဲ့တော့ရကုတ်ရဲ့ပုံတံဟာထွက်နေထွက်နေဖြစ်ပြီးတော့မှချိနေနေတဲ့ပုံတံဖြစ်တယ်နော်အဲ့တော့မကတိဘူးရကုတ်ကလေနော်ဒီနှစ်ပေါင်း20လုံးလုံးသူချက်တန်းလာတဲ့ เนาะ तू တွေ့ကြုံခံစားရတဲ့နောက်တနည်းနဲ့ဆိုရင် तू ကိုပုံတံပြောင်းလဲဖို့ပေးဖို့ရန်အတွက်ပန့်ပိုးကူညီထားတဲ့အရာများစွာကို तू ကဖြတ်တန်းမိပြီဖြစ်တယ်เนาะ तू ရဲ့ရောက်ခမအားဖြစ်တော်၎င်းเนาะ तू ရဲ့เนาะဒီဒီတိုင်းတပါနေရာခြားအားဖြစ်တော်၎င်းเนาะ तू အမျိုးမျိုးကို तू ဟာဖြတ်တန်းခဲ့ပြီဖြစ်တယ်အဲ့တော့ရာကုတ်ရဲ့အတ္တတာဒီအေးတော်နဲ့ပြန်တွေ့ဆုံတဲ့ဒီအခိုက်အတန့်မှာ तू ကလေ ပုံတံပြောင်းလဲခြင်းရှိနေတယ်အသက်ဤပုံတံပြောင်းလဲခြင်းရှိနေတယ်နောက်နောက်တစ်ခုဆိုရင်သူဟာတိုးပွားများပြားခြင်းအသက်ဤတိုးပွားများပြားခြင်းရှိနေတယ်ဆိုတာတွေ့ရတယ်အဲ့တော့အသက်ရဲ့ပုံတံပြောင်းလဲခြင်းနဲ့အသက်ရဲ့တိုးပွားများပြားခြင်းမှာနောက်တစ်ခုဘာတွေ့ရသေးလဲဆိုရင်ဒီမှာเนาะအေးတော့ကတကယ်တော့ဘလို့စိတ်နေစိတ်ထားနေရာကုတ်စီလာလဲတော့မသိဘူးပေါ့เนาะဒါပေမဲ့တွေ့တဲ့အခါမှာသူ့အထဲမှာနူးညံ့တဲ့စိတ်ရှိသွားတယ်เนาะဒီမှာ ရာကုတ်ပြောတဲ့စကားတစ်ခုရှိတယ်အကိုမျက်နာကိုမြင်ရတာအကိုရဲ့ခွတ်လွတ်ခြင်းကိုခံစားရတာနော်ဖခင်ရဲ့မျက်နာကိုမြင်ရတယ်လို့ပဲဆိုပြီးတော့နော်ဒီရာကုတ်ကအေတော်ကိုအဲ့လိုပြောတဲ့အခါမှာရာကုတ်ရဲ့စိတ်နှလုံးအော် sorry ရာကုတ်ကအေတော်ကိုအဲ့လိုပြောတဲ့အခါမှာအေတော်ရဲ့စိတ်နှလုံးသားပြောင်းလဲသွားခြင်းဟာလေဒီအသက်ဆိုင်ရာ ပြောင်းလဲခြင်းနဲ့ဒီအသက်ဆိုင်ရာတိုးပွားခြင်းကိုသူဟာမြင်တွေ့ရတဲ့အတွက်ဖြစ်တယ်ဆိုတာကိုလေကျွန်မအဲ့ဒါကိုခံစားမိတယ်။ဒါကြောင့်နော်မကတိဘူးအဲ့ဒီမှာယာကုတ်ကဘာပြောလဲဆိုရင်နော်တော့အီတော့ကမေးတယ်ယာကုတ်ကိုဒီတိရစ္ဆာန်တွေဒီနော်ဒီပိုင်ဆိုင်မှုတွေကဘာအတွက်လဲလို့ပြီးတော့ယာကုတ်ကပြန်ပြောတယ်ဒါကအကိုအတွက်လက်ဆောင်ဖြစ်တယ်။အဲ့တော့တစ်ချိန်လုံးကယာကုတ်ဟာအရင်လိုချင်တက်မှတ်တဲ့သူဖြစ်တယ်။အရင်ကအီတော့နဲ့နေတဲ့ယာကုတ်ဟာဘာမဆိုလိုချင်လဲ။အီ သူ့ရဲ့ပိုင်ဆိုင်မှုမကအောင်เนาะအီတော့ရဲ့ပိုင်ဆိုင်မှုကိုပါလိုချင်တဲ့သူတယောက်ဖြစ်တယ်ဒီမှာเนาะယာကုတ်ရဲ့ပုံတံပြောင်းလဲခြင်းထဲမှာသူဟာလေပြီးကမ်းဖို့ရန်အတွက်ပဲပြီးဖို့ရန်အတွက်ပဲသူ့စီမှာရှိတယ်ဆိုတာကိုမြင်ရတယ်အဲ့တော့ယာကုတ်ရဲ့ဒီပုံတံပြောင်းလဲခြင်းဟာအီတော့ရဲ့စိတ်နှလုံးသားကိုလည်းနှုညံ့စေတယ်ဆိုတာတွေ့ရတယ်နောက်တစ်ချက်ဘာတွေ့ရသေးလဲဆိုရင်အီတော့ကပြောတယ်သွားရအောင်တဲ့เนาะငါတို့တရက်ထဲနဲ့ရောက်အောင်သွားရအောင်เนาะအဲ့ချိန်မှာယာကုတ်ကဘာပြန်ပြောလဲဆိုရင် เนาะဒီမှာအာဒီမှာစံစာလေးကိုဖတ်ပြမယ်เนาะခန်းငယ်7နှစ်မှာလေအေတော့ကလည်းခยีသွားကြဆိုတင်းရှိမှာကျွန်ုပ်သွားမည်ဟုဆိုရင်ရာကုတ်ကသခင်တိတိအတိုင်းဤသူငယ်တို့သည်နှုငယ်ပါ၏တားငယ်ပါတော့တိုးစိတ်နွားမတို့သည်ကျွန်တော်၌ပါရှိပါ၏တနေ့ချင်းတွင် အနည်းလွန်လင်ရှိသမျှတို့သည်တေကြပါလိမ့်မည်ထို့ကြောင့်သခင်သည် ကျွန်တော်ဤကျွန်ရှိမှကြွနှင့်တော်မူပါကျွန်တော်တို့မူကကျွန်တော်တို့ဆောင်ခဲ့သောတရိတ်ဆန်များသူငယ်များတက်နိုင်သည်များအတိုင်းသခင်နေရဇီရပြည်တို့ရောက်အောင်တဖြည်းဖြည်းပို့ဆောင်ပြန်ပို့ဆောင်ပါမည်ဟုလျှောက်လေ၏တဲ့နော်ဒီအရာလေးလည်းတကယ်ကိုကြွေးမွေးခြင်းခံရတယ်အဲ့တော့အသက်ဆိုင်ရာနဲ့အတူတိုးပွားများပြခြင်းကလေသူကမြ мян လောလောသွားလို့ရတဲ့အရာမဟုတ်ဖြည်းဖြည်းချင်းပို့ဆောင်ရတဲ့အရာဖြစ်တယ်နော်အဲ့တော့ ဒီမှာအသက်အေးတော်ကတော့သူကသူ့ရဲ့ပါတဲ့လူ400ဟာနော်တန်ဆွမ်းတဲ့သူတွေဖြစ်တဲ့ခွန်အားရှိတဲ့သူတွေဖြစ်တဲ့ဒီနေ့သွားရင်ဒီနေ့ရောက်နိုင်တဲ့သူတွေဖြစ်တဲ့ဒါပေမဲ့ယာကုပ်နဲ့အတူအတူရှိနေတဲ့ဒီအသက်ဆိုင်ရာကကြာတော့ယာကုပ်ကိုယ်တိုင်ရောနော်သူ့ရဲ့မိသားစုကိုယ်တိုင်ကိုယ်တိုင်ရောကကြာတော့နှုငယ်တဲ့သူတွေပါတဲ့နော်သူငယ်တွေပါတဲ့ဖွားစတွေလည်းပါတယ်နော်ဖွားမြင်ကစားလေးတွေတရိတ်ဆန်တွေကအစာပါတဲ့အတွက် ခยีသွားဖို့ရန်အတွက်နေကွေးပြီးတော့ဖြည်းဖြည်းချင်းเนาะလူညံ့စွာနဲ့ပို့ဆောင်ရပို့ဆောင်ခံရဖို့ရန်အတွက်ဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်အဲ့တော့เนาะကျွန်တော်တို့เนาะဖះကလေเนาะဒီအကြောင်းအရာကိုကြွေးမွေးတယ်ဓမ္မဟောင်းမှာရှိတဲ့ဒီအသက်ဆိုင်ရာအသက်ဆိုင်ရာဆိုတာကပုံတံပြောင်းလဲခြင်းရှိတယ်ပြီးတော့အသက်ဆိုင်ရာဆိုတာကတိုးပွားများပြားခြင်းရှိတယ်မကသေးဘူးအသက်ဆိုင်ရာဆိုတာကเนาะနှုတ်ငယ်တဲ့เนาะဒီအသက်ရဲ့ မိသားစုဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ဖြစ်ဖြစ်ချင်းခရီးသွားရတဲ့အရာဖြစ်တယ်ဆိုတဲ့အရာကိုလေနော်ဟိုဒီမှာကြွေးမွေးချင်းခံရတယ်ဒီနေ့เนาะအခုကျမတို့ဓမ္မသစ်အချိန်ကာလမှာလည်းအသက်ဆိုင်ရာလို့ပြောရင်เนาะအခုနာကျမတို့စံစာဆူတောင်းဖတ်သွားတဲ့အထက်မှာရှိတယ်ဒီမျိုးစေ့တော်ဟာခရစ်တော်ဖြစ်ပြီးတော့အဲ့ဒီခရစ်တော်ဆိုင်ရာအသက်ရဲ့မျိုးစေ့တော်ဟာเนาะညီကြီးပေါ်ကြာခဲ့တယ်เนาะပုံတံပြောင်းလဲခြင်းနဲ့အတူ နော်တိုးပွားများပြားခြင်းရှိခဲ့ပြီဖြစ်တယ်အသေးခံခြင်းအားဖြင့်ရှင်မြန်ထမြောက်ခြင်းအားဖြင့်ဒီအသက်ဆိုင်ဟာအသက်ဆိုင်ရာဟာပုံတံပြောင်းလဲခဲ့တယ်နော်ကျမတို့အထဲမှာပြန်ပြီးတော့အဲ့ဒီမျိုးစေ့တော်ဟာပြန်တည်လာတဲ့အခါမှာတော့နော်ကျမတို့အထဲမှာဒီအသက်ဆိုင်ရာဖြစ်စဉ်နဲ့အတူနော်ပုံတံပြောင်းလဲခြင်းနဲ့တိုးပွားခြင်းဟာပြန်ပြီးတော့ဖြစ်ဒီအသက်ရဲ့လေပတ်ခြင်းဖြစ်စဉ်ဟာကျမတို့အထဲမှာပြန်ပြီးတော့ဖြစ်ဖြစ်လာဖို့ရှိတယ်အဲ့တော့ ဓမ္မဟောင်းကျမ်းထဲမှာကပ္ပဦးကျမ်းခန်းကြီး၄ထဲမှာကြည့်ရင်သူကအသက်ဆိုင်ရာလမ်းကြောင်းတစ်ခုကိုတွေ့ရအဲ့ဒါကမွေးဖွားတယ်နော်ပုံတံပြောင်းလဲခြင်းဆိုတဲ့ကြီးထွားခြင်းရှိတယ်ပြီးတဲ့အခါမှာနော်ပြန်ပြီးတော့မှပြန်မွေးဖွားခြင်းအကြောင်းအရာကိုတွေ့ရနော်ပြန်မွေးဖွားပြီးတော့ပြန်ပြီးတော့အဲ့မွေးဖွားခြင်းကနေပြန်ကြီးထွားတယ်ပြန်ကြီးထွားခြင်းကနေပြီးတော့မှတော့ပြန်မွေးဖွားတယ်ဆိုတဲ့အကြောင်းအရာကိုတွေ့ရတယ်ဒီနေ့လေဓမ္မသစ္စာရာအဲထဲမှာဒီ 阿德三亚路表演，那文艺三亚阿德也，不听一修克到阿皮，牛仔罗阿皮，那你吉波来要加开皮，加开毕业一千二的阿德哈，那每跨过来几，那得看今年新年他们要穿阿皮，每跨过来，那几跨过来，那绷着将张来开的。 ီးတော့မှအဲ့ဒီမျိုးစေ့တော်ဟာကျမတို့အထင်းမှာပြန်တည်ပြီးတော့မှအဲ့ဒီဖြစ်စဉ်ကိုပြန်ပြီးတော့ဖြတ်တန်းဖို့ရှိတယ်။အဲ့တော့ဒီအသက်ရဲ့เนาะကြီးထွားခြင်းပုံတတန်ပြောင်းလဲခြင်းဆိုတဲ့ပြေဝပြေစုံတဲ့မျိုးစေ့တော်ဟာခရစ်တော်နဲ့တတန်တူလာခြင်းဖြစ်တယ်။မကသေးဘူးเนาะဒီအသက်မျိုးစေ့ဟာကျမတို့ရဲ့အထဲကနေတိုးပွားများပြားလာဖို့ရန်အတွက်လည်းရှိတယ်ဆိုတာကိုနားလည်ရတယ်เนาะဒါကြောင့်မလို့เนาะဒီအသက်ဟာ နော်သူကပုံတံပြောင်းလဲခြင်းရှိတယ်ဒိုးပွားများပြားခြင်းရှိတယ်မကတိဘူးဒီအသက်ဆိုင်ရာဟာလေသူကလေအစုအဝေးနဲ့နေတယ်နော်အသက်တွေဟာသူ့ရဲ့အမျိုးအစားနဲ့အတူသူဟာအစုဟုတ်ပါအစုအဝေးဖွဲ့ပြီးတော့နေတဲ့နေတဲ့အရာဖြစ်တယ်နော်ဒီနေ့ကျမတို့နော်ဝိညာဉ်ဆိုင်ရာဖျားဆိုင်ရာနော်မျိုးစည်တော်ဖြစ်တဲ့ခရစ်တော်ဆိုင်ရာအသက်လို့ပြောရင်လေကျမတို့ဟာအသက်ရဲ့မျိုးတူတွေစီဝေးထားတဲ့နေရာစုဝေးလျက် နေချင်းရှိတယ်ဆိုတဲ့အရာကိုတော့တွေ့ရတယ်เนาะမကသေးဘူးအဲ့ဒီအသက်ဟာလေသူဟာစီးစင်းမှုရှိတယ်တိဆောက်ချင်းရှိရဲ့เนาะပြီးတော့အဲ့ဒီအသက်ဟာနောက်တနည်းနဲ့ဆိုရင်သူဟာအတိုက်အမြုံတစ်ခုဖြစ်တယ်เนาะနောက်တစ်ခုဆိုရင်အဲ့ဒီအသက်ဆိုတာကအသက်ဆိုင်ရာဆိုတာကမိခိုးပြီးတော့မှနေရတဲ့အရာဖြစ်တယ်ဆိုတဲ့အရာလေးเนาะဒါကြောင့်မလို့ကျမတို့ဟာဓမ္မသစ္စာယเนาะဒီအသက်ရဲ့အသက် အသက်ရဲ့လမ်းကြောင်းဖြစ်တယ်ဓမ္မသစ်ဆိုင်ရာအသက်ရဲ့လမ်းကြောင်းလို့ပြောရင်ဓမ္မဟောင်းဆိုင်ရာအသက်ရဲ့လမ်းကြောင်းထဲမှာရှိတဲ့နော်ဖရာရဲ့ဂတိတော်ကနေနော်မျိုးစေ့တော်ကနေပြီးတော့မှဒီအသက်ရဲ့နော်ပုံတံတန်ပြောင်းလဲခြင်းကြီးထွားလာခြင်းဖြစ်စဉ်နဲ့အတူအသက်ရဲ့တိုးပွားများပြားခြင်းဖြစ်စဉ်ဟာနော်ဒီဟိုဟိုစီစဉ်မှုကြီးဟာလေနော်သွားနေတယ်ဆိုတဲ့အရာကြီးလေနော်ဒါကြောင့်မလို့အခုကျမတို့တမတိအချိန်ကာလမှာကျမတို့စီဝေး နေတာအသက်တစ်ခုတည်းပဲเนาะဖះဆိုင်ရာအသက်ထဲမှာเนาะဒီနေ့မျိုးစေ့တော်ဖြစ်တဲ့ခရစ်တော်ဆိုင်ရာအသက်ထဲမှာပေါင်းစည်းဖွဲ့စည်းထားတာဖြစ်တယ်ဓမ္မဟောင်းမှာတော့လူမျိုးတော်ဆိုင်ရာနဲ့เนาะဒီဣသရေလူမျိုးရဲ့အသက်အသက်အဖြစ်ဖွဲ့စည်းတည်ဆောက်ထားတဲ့အရာဖြစ်တယ်เนาะဓမ္မသစ်ဆိုင်ရာမှာတော့เนาะခရစ်တော်အဖြစ်ကျမတို့ဟာဒီအသက်ရဲ့လမ်းကြောင်းထဲမှာ เนาะပြန်လဲပြီးတော့မှဖွဲ့စည်းတိဆောက်ခြင်းခံထားရပြီဖြစ်တယ်အဲ့တော့ကျမတို့เนาะဒမဟောက်မှာပြန်ကြည့်မယ်ဆိုရင်လဲအစ္စရေးလူမျိုးတွေကဒီအီဂျစ်ဒီထဲမှာเนาะထွက်လာပြီးရဲ့နောက်ပိုင်းမှာကန္နာယတော်ထဲမှာဖြတ်တန်းတဲ့အခါမှာလဲဖရာရဲ့အမြင်မှာကြည့်ရင်လေသူတို့ဟာအသက်တစ်ခုထဲမှာပဲเนาะစီတန်းလက်လဲသွားလာနေတဲ့သူတွေဖြစ်တယ်အဲ့တော့အဲ့ဒီကန္နာယတော်ထဲမှာသူတို့လိုအပ်တဲ့အသက်ရဲ့အထောက်အပံ့အလုံးစုံကိုလဲဖရာကထောက်ပံ့ မဆပေးတာဖြစ်တယ်เนาะဒီနေ့ဓမ္မသစ်ဆိုင်ရာမှာလည်းဖခင်ရဲ့အမြင်ကနေကြည့်ရင်เนาะကျမတို့ကိုဒီအသက်တစ်ခုတည်းဒီဟူသောเนาะဒီမျိုးစေ့တော်ရဲ့ဖခင်ဆိုင်ရာအသက်ခရစ်တော်ရဲ့အသက်တစ်ခုတည်းမှာကျမတို့ဟာအတူတကွနော်ပုံတံပြောင်းလဲခြင်းဖြစ်စဉ်နော်ပြည်ဝပြည်စုံခြင်းဖြစ်စဉ်ကိုဖြတ်တန်းနေသလိုအဲ့ဒီလိုအပ်တဲ့အထောက်အမအလုံးစုံကိုလည်းနော်ဖျားဟာထောက်မပေးနေမကတည်ဘူး နော်တိုးပွားများပြားခြင်းလည်းရှိနေတယ်တိုးပွားများပြားခြင်းနဲ့အတူကျမတို့ဟာနော်ဒီအတည့်ရဲ့နှုနယ်မှုတွေနော်အတည့်ရဲ့ဖြစ်ဖြစ်နေရတဲ့အမှုအရာတွေလည်းရှိတယ်ဆိုတဲ့အရာလေးနော်အဲ့တော့ဒီတလောမှာကျမကဒီအရာလေးကိုကျွေးမွေးခြင်းခံစားရတယ်နော်ဒါကြောင့်မလို့အသက်လို့ပြောရင်နော်ဒါကအတိုက်အမြုံတစ်ခုဖြစ်တယ်အသက်လို့ပြောရင်ကျမတို့ဟာတယောက်နဲ့တယောက်နဲ့ဖေးမကူညီတယောက်နဲ့တယောက်နဲ့အပြန်အလှန်မိခိုးတယောက်နဲ့တယောက်နဲ့စောက်ဆိုင်ပြီးတော့မှ နော်ဒီလမ်းကြောင်းကြီးကိုလေနော်နီးနီးသွားနေရတဲ့သူတွေဖြစ်တယ်ဆိုတဲ့အရာလေနော်ဒီအသက်ရဲ့ဒီဒီပတ်တဖက်ကနေပြီးတော့မှာပေါ့နော်ဖခင်ရဲ့ကျွေးမွေးခြင်းကိုခံစားရတယ်အဲကြောင့်ကျမတို့ကတယောက်ကိုတယောက်တီးခံခြင်းစောက်ဆိုင်ခြင်းနော်ကုညီမဆခြင်းနဲ့နော်ဟိုထွေးပွေမှုရှိရတယ်ဆိုတဲ့အရာကိုလေနော်ဒီအသက်အသက်ဆိုင်ရာကျွေးမွေးခြင်းပေါ့နော်ဒီပညာမှာပြန်ပြီးတော့အစီအစဉ်ဝင်ရပါတယ်။အင်း Amén.